ဒီနေ့တော့ဖန်ညစေးမာကင်တော်ထမင်းဟင်းသွားစားရေးနဲ့မဟုတ်ဆိုပတ်စားဖြစ်ခဲ့ပါတယ်။ဖန်ကိုရောက်ရင်တော့ဒီတော်ထမင်းဟင်းကတော့မဆမဖြစ်ပေါ့နော်။ဒီညစေးလေးမှာစားလို့ကောင်းပြီးတော့ဈေးတန်တဲ့တခြားမုန်းလေးတွေလည်းအဆုံပတ်စားဖြစ်ခဲ့ပါတယ်။အခုကတော့ပုပ်ပုဖန်ကိုရောက်နေတာပေါ့နော်။ဖန်ကန်နာစေးမာဒီမှာတော်ထမင်းလာစားမှာပေါ့နော်။ဒီဈေးကတော့အခုမှစားဖွေတုံးပဲထင်တယ်ပေါ့နော်။ခုံတွေပါစီတုံးပဲ။တမ်းမယ်။ ပပွားရော်ကီရင်တော်ထမင်းကိုကီရင်ဦးဝတုတ်ဆိုင်မှာဆက်ဖြစ်ခဲ့ပါတယ်တူစီယာနဲ့အရန်ဟင်းအဆုံကိုပေါ်တော့ဒီလိုစုပွဲပေါ်မှာအပြည့်ခင်းထားပြီးပါတယ်ဟုတ်ကဲ့ဆင်သာဟုတ်ကဲ့ဆင်သာ

ตัวเส้นนี่เลยตัวเส้นเนี่ยเส้นใจเราจะเออกันยัม้งตัวเส้นนี่จะจะผ่ามั้งอืมอืมอืมปีเยลีปีเยลีเนี่ยสาบัน တို့ဇေယျနဲ့အရင်ဟင်းလေးတွေကတော့တော်တော်လေးကိုစုံနေပါတော့စပွဲပေါ်မှာပြစ်ခင်းထားပြီးတော့ဘယ်ဟာစားလို့စားအမှန်မသိဘူးပေါ့နော်။အပူကကြိုက်စောတော့သူ့ရဲ့တလပေါ်ဟင်းပဲပေါ့နော်။တော်တော်လေးကိုတောက်လို့ကောင်းပါတယ်။သူ့ရဲ့ဟင်းချက်တဲ့အရာသားလေးလည်းတော်တော်လေးကိုစားလို့ကောင်းတယ်။ ตาเลี้ยจะนงมาเปียกผู้อาล็อกกิ่งปีเท้าเนี่ย ဘဘလိုရွာမှာတလဘောချက်ဆိုင်တော့ပြပြလေးချက်ကြရပါတော့ဒီမှာကျတော့ဒီလိုအရေးကျဲကျဲလေးနဲ့ချက်ကြတာ ลงกับยอผู้ดีใบยอแทบยอแช่จ้าบ่เนาะผูมวยที่เมเนี่ยแต่ละโบเนี่ยซาลาเนี่ยเต็มบ่เนาะที่มาที่นี่เราเจนดีอาสิตาโตเซ่เด็กมันเอาโตเซ่เดียวเฮ้ กินยี่นี่โตที่มีเล้วซาบิบิสูรแต่ชาใส่เลยดิโอไปจีบ่าไหมมิงลาวาท่าใส่เฮ้ยเจซูวา လူရထောင်းလေးပဲထောင်းလိုက်မယ်နော်ဟုတ်ကဲ့ပပူကထောင်းဆိုင်လေးတွေ့လို့အထောင်းလေးဝင်စားခဲ့ပါတယ်ဒီဆိုင်ကတော့ငပိနဲ့ထညက်ကိုတေချာတုံးထားလို့လားမသိဘူးဗောနော်ဘန်ကောက်မှာစားခဲ့တဲ့အရသာအတိုင်းပဲတော်တော်လေးကိုစားလို့ကောင်းပါတယ်ပြီးတော့ဆိုင်အပြင်စင်လေးကလည်းတတန်ရှိရှိလေးနဲ့ဗောနော်ကောင်းလေရတော့ အနန်းလေးတိတ်တိတ်ရေတွေကကျနေဟင်အထောင်လေးကတော့ချစ်ချင်းဆက်ဆက်လေးနဲ့ပေါ့နော်တော်တော်လေးကိုစလို့ကောင်းပါတယ်ဗီဒီယိုလေးပြန်ကြည့်နေတော့တိတ်ကြလိုက်ပြန်စားချင်းလိုက်ပေါ့နော် သူရထောင်လေးရတော့လက်ရတော်တော်ကောင်းတယ်ပပူဘန်ကောက်သွားတော့ဆိုရင်ဒီတင်မောဒီထောင်အမြဲဝယ်စားတာဗောနော်နေ့တိုင်းနေ့နေ့ဝယ်စားတာအရင်ကြိုက်လို့နောက်ပြီးတော့ဒီညစေးမှာတော့ဆိုင်လေးတွေတော်တော်လေးကိုစုံနေဗောနော် ။မင်းကတော့ဒီလိုမောက်ချူမျိုးတွေတွေ့ရင်သူအရင်ကြိုက်ပါတယ်။အချစ်စကိတ်လား။ဟာ။တခြားဆိုင်လေးတွေလည်းအများကြီးပဲပေါ့နော်။ပုပ်ပူသွားတာစော်သေးတော့တချို့ဆိုင်များခင်းတော့ပဲပေါ့နော်။ညာဘက်မှလဲမယ်ဆိုရင်တော့ပူစီမယ်ထင်တယ်ပေါ့နော်ဒီညာစီလေးက။ဒီဘက်ကလုံးကြီးဒီဘက်ကလုံးကြီးဟမ် ရောက်စားလို့ရမလို့ဒါအမဲ့လေးတွေကကရေကဲမောက်တစ်ခုဘယ်လိုရောင်းလဲဒါကြတာ2000ပါ2000တစ်ခွက်ပေးပူပူဆက်ဆက်လေးလဲစားပြီးတော့ဘိုင်လဲတင်းနေပြီဆိုတော့ရေခဲမုံဆိုင်လေးတွေ့ရတဲ့အမင်းနဲ့ရေခဲမုံလေးလဲစားခဲ့ပါတယ်ဟုတ်ဆီဆူပါနာတော့တစ်ခါကြာ မရက်ခုမှရန်စောသေးရဲ့စိုင်းချိုးဆိုင်ဆိုရင်ခုမှစခင်းတာဗောနော်ညဘက်ဆိုပိုစီမယ်အမေပို့ပို့ရတော့မော်လမြိုင်ကိုပြန်ရတော့မှာဗောနော်ဒီဗီဒီယိုလေးကိုတော့ဒီမှာပဲရက်လိုက်မယ်ဗောနော်တတ Ừ. Mm.